လေမဇာတပ်ပကြီးတပ်ဖွဲ့ RSF လို့ခေါ်တဲ့လွတ်တန်းစစ်အုပ်ချုပ်စစ်အုပ်စုဟာရင်ကဆူဒန်အစိုးရကိုယ်တိုင်ငွေကြေးထောက်ပံ့ပြီးပံ့ပိုးခဲ့တာပါ။ဒါပေမဲ့ယနေ့မှသူတို့ဟာနိုင်ငံတော်ကိုဆက်ကျင်တိုက်ခတ်နေကြပါတယ်။ဇလန်ဟာ2003ခုနှစ်ကစခဲ့တာပါ။အဲ့ဒီအချိန်မှာတပ်တော်အိုအိုမာအယ်ဘာစီကတာဖူမာရှိတဲ့ဂျန်ဂျာဝီလို့ခေါ်တဲ့လူမျိုးစုမီလီရှာကိုထောက်ပံ့ခဲ့ပါတယ်။ ူကသူတို့ကိုတုတ်တင်ရစ်တစ်ခုကိုနိုင်နေဖို့တုံးခဲ့ပါတယ်။ကျန်ကြဝီဟာအလုံးရက်ဆက်တဲ့လောက်ရတွေကြောင့်ကြောကြခဲ့ပါတယ်။သူတို့ဟာမတင်းချင်းမှုအဆုလိုက်ပြုံလိုက်တပ်ဖြောင်းမှုနဲ့လူတွေကိုအိမ်ကနေထုတ်ခဲ့ကြပါတယ်။လူ၃သိန်းခန့်တည်ဆုံးခဲ့ရပါတယ်။ဆူဒန်တောင်ပတ်အကြီးကဲ M2 Fata Albuhanga ဂျန်ကာဇီဝီကိုလစ်ချင်းပြန်ကူညီပေးခဲ့ပါတယ်။သူကယခုသူရဲ့ပြိုင်ဘက် မိုဟာမက်ဟမ်တာဟမ်တန်တာဂါလိုဟီမီတီလိုလဲလူတိများတဲ့သူနဲ့နှစ်များစွာအတူလုပ်ကင်ခဲ့ပါတယ်ဟီမီတီယာအိုစုကနာမည်ပြောင်းပြီးလင်းမြန်စွာထောက်ပံ့ရေးအဖွဲ့ RSF ဖြစ်လာချိန်မှာရှင်းလင်းတဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဟီမီတီကိုတစ္ဆာရှိအောင်ထားဖို့နဲ့ကိုရိုင်းကိုကာကွယ်ဖို့တမနာပါရှိကတဖူမှာရှိတဲ့ဆွေတွင်းအများစုကိုဟီမီတီထိန်းချုပ်ခွင့်ပေးခဲ့ပါတယ် အဲ့ဒီအပြန်လည်အနေနဲ့ ASF4 အစိုးရစံချေရေးအုပ်စုတွေနဲ့တိုက်ခိုက်ရန်ဆူဒန်နယ်စပ်တွေကိုကာကွယ်ရန်တုံးခဲ့ပါတယ်။ RSF ဟာဆော်ဒီအာရေဗျနဲ့အရာဆိုဘာမှပြောင်းစု UAE တို့နဲ့အတူယမန်မှာလူမှုတီတွေကိုစတင်တိုက်ခိုက်ခဲ့ကြပါတယ်။2019ခုနှစ်မှာအဲ့ဒီမဟာမိတ်ပြိုကျခဲ့ပါတယ်။ RSF ဟာတမဒါဘာရှီရဲ့အနည်း30ကျအုပ်ချုပ်ရေးကိုဆုံးသတ်စေခဲ့တဲ့စစ်အာဏာသိမ်းမှုမှာပါဝင်ခဲ့ပါတယ်။ လာများစွာကြာလမ်းပေါ်ဆရာပြမှုတွေနောက်ပိုင်းမှာဖြစ်ခဲ့တာပါအာနာသိမှုခေါင်းဆောင်တွေကဆူဒန်ကိုအရသာအုပ်ချုပ်ရေးစီပို့ဆောင်မယ်လို့ကြေညာပေးခဲ့ပါတယ်ဒါပေမဲ့2023ခုနှစ်မှာ RSF ကိုဆူဒန်တောင်ပတောင်နဲ့ပေါင်းစည်းရေးအစီအစဉ်ပြတ်ပြားခဲ့ပါတယ်တဟာဘူဟန်နဲ့ဟီမတီဂျာပြည်တွင်းစစ်ပွဲကို ဖြစ်ပေါ်စေခဲ့ပါတယ်နနစ်နနစ်ချောဂျာစစ်ပွဲအတွင်း RSF ဟာတောက်မဲ့ဘွယ်ရာဇဝမှုတွေကျူးလွန်ခဲ့တယ်လို့ဆိုဆွဲခြင်းခံရပါတယ်။ဒီရာဇဝမှုတွေဟာအနည်း20အရင်တာဖူမှာဖြစ်ခဲ့တာတွေနဲ့ဆင်တူပါတယ်။တခါတည်းရာဇဝမှုတွေကိုတက်ခတ်ရေးသမားတွေကိုယ်တိုင်မတန်တင်ထားပါတယ်။သူတို့ဟာဒေသခံတာဝန်တွေကိုညင်းပန်းနှိပ်စက်ခဲ့ကြတယ်။အရသာတွေကိုဆက်ခွဲခဲ့တယ်။အထက်အရမအတချာချောင်းချစီစီခဲ့ပါတယ်။အစူလိုက်ပြုံးတဲ့တပ်ဖြတ်မှုတွေကိုထက်ကထက်ကကျူးလွန်ခဲ့ပါတယ်။အမျိုးသမီးနဲ့ မိန်ကလေးများစွာကိုမနှိမ်ချခဲ့ကြပါတယ်။နိုင်ငံခြားအင်အားကြီးတွေကအကြတဲ့ကိုပုံမဆိုးပါးစေနေပါတယ်။ဆူဒန်တပ်မတော်က RSF UAE နဲ့က RSF ကိုထောက်ပံ့နေတယ်လို့မကြာခဏဆူဒန်ခဲ့ပါတယ်။လူခွင့်ရေးဖွဲ့တွေနဲ့ကုလသမဂ္ဂက UAE က RSF ကိုလက်နက်တွေလူအပုခဲတဲ့လူလက်သက်တွေတွေ့ရှိခဲ့ပါတယ်။တာဟာဆူဒန်မှာကိုရန်အကျိုးများကိုကာကွယ်ရန် UAE ရဲ့ဂျူဘမှုတစ်စိတ်တည်းကဖြစ်ပါတယ်။ UAE ဟာဆူဒန်ဆွေရဲ့အကြီးဆုံးဝယ်ယူသူပါအဲ့ဒီဆွေမျိုးစုဟာ RSM ဒိတ်ချုံမှုအောက်မှာရှိပါတယ် UAE ကဒီဆွေချက်တွေကိုပြင်းပြင်းထန်ထန်ညှင်းဆို့ထားပါတယ်ဆူဒန်မှာကြောက်မပွဲဖြစ်ရတဲ့ဆလက်ပေါ်ထုတ်ခံရခြင်းမှာဝေဖန်သူများစွာကယခုအထိအသက်လင်းဖြစ်လာဖို့အတွက်ဆိုဆိုကြပါတယ်လေးများစွာထောက်ပံ့ရေးတပ်ဖွဲ့ဟာအနည်း20အရင် စတင်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်ရေးအလားအလာကိုဆက်လက်လှုပ်ဆောင်နေပါတယ်